မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ23ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းခင်ဦးမြို့နယ်အတွင်းစစ်တပ်စစ်ကြောင်းကိုပိတ်ဆို့တိုက်ခတ်ရာစစ်ကြောင်းတစ်ခုလုံးတက်ပြတ်သွားပြီးတော့ဒုဗုံမှုကြီးအဆင့်ရှိသူအပါအဝင်တေဆုံးသူတွေများပြားကနှအူးကိုအရှင်ဖမ်းဆီးရမိပြီးလက်နက်ဆက်နက်လက်သိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ22ရက်နေ့မှာခင်ဦးမြို့နယ်စစ်တပ်စခန်းကရွှေဘိုလေ့ကျင့်ရေးရှင်းတဲ့ ဘုတ်ကုံးပြူစောတိရွာကိုခိုးကြောင်ခိုးဝက်နဲ့ထွက်သွားတဲ့စစ်ခွေးစစ်ကြောင်းကို အမတ်နဲ့ရွှေဘူခရအမတ်တုံးတက်ရင်ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့မြို့နယ်ပကဖာတိုက်နယ်1235ပကဖာများ ရင်ဦးမြို့နယ်ပလာဖအဖွဲ့တို့ကပူးပေါင်းပြီးတော့အင်အားနဲ့ပိတ်ဆို့ပြီးတော့တိုက်ခိုက်ဖြစ်ကြတယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲတွင်းမှာအကြမ်းဖက်စစ်တပ်ကဒုဗိုလ်မှူးကြီးသုံးဝင်းဘိုးတက်ချက်များနဲ့တပ်သားများအပါအဝင်အများအပြားတိုက်ဆုံခဲ့ပြီးတော့စစ်ကြောင်းတစ်ကြောင်းလုံးတက်ပြက်ကစစ်သားနှစ်ဦးကိုလည်းအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။တော်လိုင်းတပ်ဖွဲ့ဝင်များကတော့အထူးကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲတွင်းမှာစစ်ခွေးတွေစီကနေပြီးတော့ MA3 လေးလက် MA1 ၅လက် BA63 G3 တလက်ကာဘိုင်တလက် BA100 60မမကွန်မန်ဒိုစိမ်ပြောင်းအတူတလက် MA5 ပစ္စတိုတလက် MAG ပေါက်တန်3ခု MAG ပေါက်ကော်6ခု BA63 G3 G ပေါက်3ခု MA5 ပစ္စတိုဂျီပေါက်တစ်ခုနဲ့ ရှေ့ရမိုင်း၄လုံး၊နေမိုင်း၅လုံး၊60မမဘုံဒီ၄လုံး၊ RPG ဘုံဒီ၃လုံး၊အီနာဂါ၅လုံး၊ကြီးကအုတ်ထုတ်၆လုံး၊ 5.56G 286တောင်း9မီလီမီတာကြီး9တောင်းနဲ့ငွေကျပ်52တိန်း9000တို့ကိုတင်စီရမိခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီစစ်ခွေးစစ်ကြောင်းဟာစက်ပြမာလ18ရက်နေ့မှာရွှေဘိုလေးကျင်ရရှင်နဲ့ ်ဘုတ်ကုန်းပြူစောတိရွာကခင်ဦးမြို့နယ်အတွင်းကိုဝင်ရောက်လာတဲ့အချိန်တော်လိုင်းအင်အားစုများရဲ့တိုက်ခတ်မှုကိုခံခဲ့ရပြီးတော့စစ်ကြောင်းတပ်ပြက်ကရွှေဘိုလေးကျင်ရင်ရှင်းနဲ့ဘုတ်ကုန်းပြူစောတိရွာကိုကစင်ကလျားနဲ့ပြန်လည်ဆုတ်ခွာသွားပြီးတဲ့နောက်အင်အား90ခန့်နဲ့ပြန်လည်ပြီးတော့ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းလောင်လုံးမြို့ပေါ်လာဝကယုံစစ်စစ်ရေးဂိမ်းနဲ့ကင်းပတ်နေတဲ့စစ်ခွေးများကိုဝင်ရောက်တိုက်ခတ်ရာစစ်ကောင်စီဘက်က၃ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ14ရက်နေ့မှာလောင်လုံးမြို့ပေါ်လာဝကယုံစစ်စစ်ရေးဂိမ်းနဲ့ ကင်းပတ်နေတဲ့စစ်ခွေးများကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးအခုလိုတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်က၃ဦးသေဆုံးသွားပြီးတော့ထိခိုက်ဒဏ်ရာရှိသူများလည်းရှိကထိခိုက်မှုအရေအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါဗါးစက်တမားလ14ရက်နေ့မှာလူဝင်မှုကြီးကြပ်ရေးယုံစစ်စဲရေးဂိမ်းနဲ့လောင်းလုံးမြို့နယ်တဲကိုကင်းပတ်နေတဲ့စစ်ခွေးတွေကကျွန်တော်တို့ဝင်ရောက်တိုက်ခိုက်ခဲ့တာအဲ့ဒီတိုက်ခိုက်မှုအတွင်းမှာစစ်ခွေး3កောင်ရှော့တယ် ထိခိုက်တဲ့ရရှိတဲ့စစ်ခွေးတွေလည်းရှိပါတယ်ထိခိုက်တဲ့အရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ Federal ဒူဝန်ကျဲတပ်ဖွဲ့ကတောင်းရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကို Federal ဒူဝန်ကျဲတပ်ဖွဲ့ကတော်လိုင်းရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းပေါက်ခေါင်းမြို့နယ်ပေါန့်တလဲမြို့အထက်ကကြောင်းရှိမှရှိတယ် လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့အကြမ်းဖက်စစ်ခွေးရဲ့စစ်စေးရိတ်ဂိတ်ကိုဝင်းအောင်တိုက်ခတ်ရာစစ်ခွေးနှစ်ကောင်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ16ရက်နေ့ည9:55မိနစ်ခန့်မှာပေါက်ခေါင်းမြို့နယ်ပေါင်းတလဲမြို့အားထကကြောင်းရှိမှရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်စေးရိတ်ဂိတ်ကိုတော်လိုင်းတပ်ဖွဲ့များကဝင်းအောင်ပစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်ကနှစ်ဦးတေဆုံးသွားပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်းများအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်ညာ၁၀နာရီလောက်မှာအကြမ်းဖက်စစ်တပ်ကတေဆုံသွားတဲ့စစ်ခွေးမသားအလောင်းများကိုပြည်မျိုးဘက်ကိုလာရောက်ပြီးတော့တဲထုတ်သွားတယ်လို့သိရပါဗျ။ပေါင်းတယ်လေမြို့ပေါ်မှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့အထက်ကကြောင်းရှိကစစ်ခွေးစစ်စေးရိတ်ဂိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်းရောက်တိုက်ခိုက်ခဲ့တာပါ။စစ်ခွေးနှကောင်တေသွားပြီးတော့တော်လိုင်းရဲဘော်တွေအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့363ကျတဲ့တိုင်ရင်စစ်ထောက်လိုင်းရဲနဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကရှင်းပြထားပါဗျ။၎င်းတိုက်ခိုက်မှုကိုဘျူဟာ27ကိုကဲမှုအောက်မှာရှိတယ်။ 363တက်ရင်တခွေ3ကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးအဲ့ဒီစစ်စေးရေးဂိတ်ဟာလူငယ်များကိုအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးခြင်းဈေးတယ်များရဲ့ပစ္စည်းများကိုလည်းအတင်းအဓမ္မယူဆောင်ခြင်းဖျက်ဆီးခြင်းအပါအဝင်ပြည်သူတွေကိုရိုင်းပြစွာဆက်ဆံနေတဲ့ဂိတ်ဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ထိုင်းနိုင်ငံရဲ့ချင်းမာမြို့မှာဖြစ်ပွားခဲ့ပြီးမိန်းကလေးငယ်တစ်ယောက်ရဲ့လက်ကောက်ဝက်ပြတ်သွားတဲ့အထိကိုဆိုးဆိုးဝါးဝါးဓာတ်ခုတ်မှုကျူးလွန်ခဲ့တဲ့လူငယ်ဂိုင်းတစ်ခုရဲ့ဂိုင်းကောင်းဆောင်ကိုထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးရမိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ထိုင်းမီဒီယာတွေရဲ့ဖော်ပြချက်အရစက်တင်ဘာလ16ရက်နေ့ညပိုင်းကဖြစ်စင်မှာမြန်မာနိုင်ငံသားတွေပါဝင်တဲ့ဆိုင်ကယ်စီးလာတဲ့လူငယ်အုပ်စုဟာကျောင်းသားလူငယ်၂ယောက်နဲ့ကျောင်းသူမိန်းကလေးတို့ကိုဓားနဲ့လိုက်ခုတ်ခဲ့တာကြောင့်ယောက်ျားလေး၂ယောက်ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့တယ်လို့မိန်းကလေးကတော့ လက်ကောက်ဝက်ပါပြတ်ထွက်သွားတယ်လို့သိရပါဗျ။အဲ့ဒီဖြစ်စဉ်အပြီးမှာတော့ရဲတပ်ဖွဲ့ဟာအဲ့ဒီလူငယ်တွေကိုအပုတပြင်းခြေရခန့်ရှာဖွေခဲ့ပြီးတော့စက်တမလ18ရက်နေ့နဲ့17ရက်နေ့ဒီမှာတော့မိန်းကလေးကိုဓာတ်နဲ့ခုတ်ခဲ့သူဆိုင်အိုက်မောင်အပါဝင်၁၄ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ဒါပေမဲ့အဲ့ဒီလူငယ်ဂန်းရဲ့ခေါင်းဆောင်ဖြစ်သူအိုက်ထောကတော့ကမ်ဘောဒီးယားနဲ့နယ်စပ်ဘက်ကိုထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့သိရပါဗျ။စက်တမလ21ရက်နေ့မှာတော့ခြားချိုင်းဆိုပြည်နယ်တွေကပလာအန်ယောင်မြို့နယ်တွေကနေ ကမ္ဘောဒီးယားဘက်ကိုထွက်ပြေးမလို့ပြင်ဆင်နေတဲ့ဂိုင်းကောင်းဆောင်အိုက်ထောကိုရဲတွေကခြေရခံပြီးတော့လက်ရဖမ်းဆီးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ်အစောပိုင်းတုန်းကထိုင်းမီဒီယာရဲ့ဖော်ပြချက်မှာတော့ဆိုင်းအိုက်မောင်ကသူဟာလူမားပြီးတော့မိန်းကလေးကိုတိုက်ခိုက်ခဲ့မိတာဖြစ်ကြောင်းနဲ့မိန်းကလေးကခေါင်းစုပ်ဂျက်ကင်ဝတ်ထားလို့ယောက်ျားလေးအဖြစ်နဲ့အထင်မှားခဲ့ကြောင်းရဲတွေစီမှာထွက်ဆိုထားပါတယ်အဖမ်းခံတဲ့သူတွေဟာအပြင်းထန်နာကျင်စီမှုတရားမဝင်လက်နက်ကိုင်းဆောင်ရန်ကားမှုတွေအပါအဝင်ရာဇဝေးကြောင်းဆိုင်ရာဆွဲချက်တွေနဲ့တရားရင်ဆိုင်ရမှာဖြစ်ပြီးတော့ပြစ်ဒဏ်တွေကြားခံပြီးရင်လေထိုင်းနိုင်ငံကနေပြီးတော့နှိမ့်ထုတ်တာခံရမယ်လို့ထိုင်းရဲတွေကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်တမောက်ချုံရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုတွားရောက်တိုက်ခိုက်ရာစစ်ခွေးများထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ19ရက်နေ့မနက်ပိုင်းမှာတနင်္သာရီမြို့နယ်တမောက်ချုံရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုတနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖဇုံ၄ကတွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်က၃ဦးပြင်းထန်စွာဒဏ်ရာရရှိကာတော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ အလားတူပဲစက်တမားလာ20ရက်နေ့မွန်းလွဲ2နာရီခန့်မှာတနင်္သာရီမြို့နယ်တမုတ်ချုံရွာမှာတပ်ဆွဲထားတဲ့စစ်ခွေးတွေကိုတနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖဇုံလေးကတော်လိုင်းရဲဘော်များကတွားရောက်ပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး။၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်ခွေးတွေဘက်ကတပ်သားတအူးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗါး။ စစ်ခွေးထိခိုက်သေးဆုံးမှုတွေကိုတော့ကျွန်တော်တို့အတိမပြုတ်နိုင်သေးပါဘူးစစ်ခွေး၄ကောင်တော့ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ဒနင်းသာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်ဒနင်းသာရီမြို့နယ်အတွင်းဖြစ်ပေါ်နေတဲ့စစ်ရေးအခြေအနေများအရာဒေသခံပြည်သူများခရီးသွားပြည်သူများအနေနဲ့သတိရှိစွာသွာလာနေထိုင်ပေးကြပါရန်နဲ့ပြည်သူများရဲ့လုံခြုံရေးကိုရှေ့ရှုပြီးတော့မြစ်တာရက်ခံပါတယ်လို့ဒနင်းသာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာတရင်တွေကိုတင်ဆက်ပေးနေရင်ဂျားဖြတ်ပြီးတော့အကူကြီးတောင်းကျင်တာလေးကတော့ နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကို အစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ နေ့စဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံမှာဖမ်းဆီးခံရပြီးတော့မြန်မာနိုင်ငံကိုပြန်လည်ပို့ဆောင်တဲ့အချိန်မှာအကြမ်းဖက်စစ်ခွေးတပ်ကပေါ်တာဆွဲဖမ်းဆီးခြင်းကိုခံလိုက်ရတဲ့စစ်မှုထမ်းတပ်သားတဲ့9ဦးဟာအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ18ရက်နေ့မှာပလောင်မြို့အခြေဆိုင် အချမ်းဘတ်စစ်တပ်ရဲ့အမတ်ဆက်နှစ်တိုင်းမဟုလေ့ကျင့်ရေးတင်းနှံကြောင်းကစစ်ဗိုလ်ရန်တပ်သားတက်ခွန်အူဟာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာလေးလက်အောက်ခံ KNDO တပ်ရင်းခွန်တပ်ခွဲ9ထံကိုလက်နက်မဲ့နဲ့အလင်းဝင်ရောက်လာတယ်လို့သိရပါတယ်။အခုလိုအလင်းဝင်ရောက်လာတဲ့စစ်ဗိုလ်ရန်တပ်သားတက်ခွန်အူဟာထိုင်းနိုင်ငံအတွင်းအလုတ်သွားလုတဲ့အချိန်အဖမ်းခံရပြီးတော့ထိုင်းနိုင်ငံကနေတဆင့်မြန်မာနိုင်ငံကိုပြန်လည်ပို့ဆောင်လိုက်တဲ့အချိန်မှာအချမ်းဘတ်စစ်ခွေးတပ်ကအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးသွားပြီးတော့ပြည်သူ့စစ်မှုထမ်းတင်တန်းကြောင်းကိုပို့ဆောင်ခြင်းခံလိုက်ရတယ်လို့သိရပါတယ်။ အကြောင်းမျိုးမျိုးကြောင့်မတရားစစ်မှုထမ်းခိုင်းစေခံရတဲ့အကြမ်းမစစ်တပ်အတွင်းကတပ်သားများအနေနဲ့လဲမိမိတို့နဲ့နှိဆက်ရာတော်လိုင်းအတံများထံကိုရရနီးလန်းတဲ့လက်နက်ချလင်းဝယ်ပူးပေါင်းကြရန် KNU ဗိတ်တော်ခရိုင်ကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolution Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ